okay ခုကတော့ Thinking's Cake Corner ကိုသွားပါမယ်။ Thinking's Cake Corner မှာ number 1အနေနဲ့ပေးထားတာက the number ပြီးတော့ font a pattern ဒီအောက်မှာပေးထားတဲ့ဒီ pattern လေးတွေပေါ့နော်။ write the missing number တဲ့ဟိုနေပြန်ပြီးတော့ missing number အနေနဲ့ missing ဖြစ်သွားတဲ့အရာလေးတွေကိုပြန်ပြီးတော့ရေးပြရပါမယ်။ Okay သူက for 602x တော့ Okay သူကသွားအားကြီးလို့ပုံစံလေးဒီဒီတွဲရထားတွဲကောင်းလေးอ่ะ ရနေပြီးတော့ဒီလိုပုံစံလေးသွားထားတယ်ဒီလိုမျိုးအစင်တိုင်းလေးပေါ့နော်ဒါဆိုဒီမှာချိန်ကြိုတဲ့ချိန်ထားပြီးတော့ဒီလိုမျိုးလေးဒီလိုမျိုးလေးချိန်ထားဒီလိုပုံစံလေးသွားမှာပေါ့နော်โอเคဒီနေရာလေးမှာဘယ်လောက်ပေးတာ6ပေးထားတယ်ဆိုတော့โอเคငယ်သုံးလေးရနေစားပေါ့နော်0အဲ့တော့ဒီနားမှာစားထည့်ရမှာ Z E R O 0 0ပြီးတော့ပါလာပါလေ2 D W 2 2ပြီးတော့4โอเคဒီတော့မှတ်စဉ် F O U R 4 4ပြီးတော့ဆိုရှင်6 6ပြီးတော့မှနောက်ဆုံးပါလေ8ပေါ့ E I G H D X ဆိုပြီးတော့โอเคပါဒါ our ride the misses တမလေးတွေကိုရေးပေးလိုက်တော့ number 2 number 2ကတော့ lot at the number pattern ပြီလို့တဲ့ okay เนาะ number pattern ပြီလို့ဒီမှာသူကဘာလဲဆိုတော့ depend with flowers လေးတွေပေါ့เนาะဒီမှာ leaf ဒီ third year clay leaf ပေါ့เนาะဒီ third year clay တွေကို stand for ဆိုတော့ကိုစားပြူတာပေါ့เนาะကိုစားပြူတာဘယ်လောက်လဲဆိုတာသိအောင် okay အဲ့ဒီကနေပဲစဉ်းစားမယ်5နဲ့7နဲ့ချိန်ပြီးတော့ number pattern လေးစဉ်းစားကြအောင် 5 car 7ဖြစ်သွား told သွားဆိုဘလောက်တူอ่ะ +2 ပေါ့တော့ okay +2 5 +2 equal to 7လေ okay အဲ့တော့ဒီကနေသွားမယ်ဆိုရင်ဘလောက်ရမလဲ7 2ဆိုလို့ရှိရင်7 2ရယ် answer is ကဘလောက်ရလိပြာ9ရပါမယ် okay ဒီကနေပြောတယ်ဒီလို1ကနေသွားမယ်1 2ဆိုရယ်1 2ဆိုလို့ရှိရင် answer is က3 okay လို့ဆက်ပြီးတော့ကြည့်ရအောင်3 2ဆိုတော့3 3 equal to 5ဆိုတော့5 okay ဒီ flower leaf ye stand for ကိုစားပြုတာဘလောက်လဲ answer is က three leaf ye stand for เนาะကိုစားပြုတာလဲဘလောက်လဲဆိုရှင် nine ဆိုပြီးတော့ answer လေးရေးပေးလိုက်ရပါမယ်။ဒီပါ another question complete the number pattern เนี่ยဒီဟာလေးကကျတော့ပုံစံတစ်မျိုးလေး thinking တော့အောင်ပေါ့เนาะအဝမ်းနဲ့အိမ်နဲ့ဒီလိုမျိုးချိန်ရတာမျိုးတော့မဟုတ်တော့ဘူးဘယ်လိုလဲဆိုလို့ဆိုရှင်ဝမ်းကနေပြီးတော့ဒီလိုမျိုးတစ်ခုကျော်စဉ်းစားရမယ်ဝမ်းကနေ3ဖြစ်သွားတဲ့ပုံစံမျိုးကိုစဉ်းစားရမယ် okay when plus 1 plus 7 equal to x ဆိုတာဒီလိုမျိုးပုံစံမျိုးတော့မဟုတ်ဘူး okay အဲ့ဒီတစ်ခွက်တစ်ခုကျော်ပါတော့တစ်ခုကျော်စဉ်းစားပြရမယ်1 3ဆိုတော့ဘလောက်ပတ်တန်လေးနဲ့မပတ်တန်ဘလောက် plus 2ပါတော့1နဲ့2နဲ့ပေါင်းလိုက်ခါကျ3ရမယ် okay တစ်ခုကျော်လေးဒါရစဉ်းစားပြရမှာဖြစ်ပါတယ်ဒီလိုမျိုးသွားတဲ့ခါကျတော့လေ okay 3 plus 2ကြည့်လိုက် okay 3 plus 2 5လေးဖြစ်နေ နော် three test report ဆိုရင် service က five အဲ့လိုမျိုးတွေတစ်ခုကြောပါတော့အဲ့တည်းကလည်းတစ်ခုကိုကြောလိုက်ပါမယ်3အဲ့ဒါ five ဆိုလို့ဆိုရင်လည်း5 2ဆိုတော့5 2 equal to ဘယ်လောက်ဖြစ်လာလဲ7 okay ဆက်ပြီးစဉ်းစားပြရပါမယ် okay ပါဒီကနေပြီးတော့လည်းတစ်ခါထပ်ပြီးတော့စဉ်းစားတဲ့ခါကျတော့5နဲ့5ကနေ6ပြတ်တစ်ခုကြောစဉ်းစားတော့5 plus 1မလို့တခုတိုးရတာမဟုတ်ဘူးလား။ Okay နောက်တစ်ခါတခုကျော်6ကနေပြန်လို့ပြန်စဉ်းစားတဲ့ခါကျတော့ plus 1ဆိုတဲ့အတွက်ကြောင့်မို့လို့ plus 6 plus 1 equal to 7ရပါမယ်။ Okay ဒီမှာပြန်ချိန်ကြည့်ဩမမှန်နေဘူးလားဒီလိုမျိုးသိစဉ်းစားတာဒီ7 plus 1ဆိုလို့ဆိုလို့ရှိရင်7 plus 2 equal to 8ဆိုပြီးရပါမယ်။ Okay ဗျာဒီမှာလဲဘေးကလဲပုံစံလေးတစ်မျိုးပါ။ဒါလေးတွေကကြတော့ခလေးလေးတွေကိုတော့သိချာကိုယ်တိုင်ကနေပြီးတော့ရှင်းပြပေးရမယ်။စဉ်းစားနိုင်တဲ့ကလေးလေးရှိတယ်လို့မစဉ်းစားနိုင်တဲ့ကလေးလေးရှိတာပေါ့နော်။ဒါ thinking skill corner အရော စဉ်းစားရပါတယ်။ Okay ဒီဟာလဲ number pattern ပုံစံလေးသွားခါကြောင် 1+ ဒါက 1+1 ပေါ့။ Okay တော့တင်းနဲ့တင်းနဲ့ပေါင်းတဲ့အခါ2။အာဒီဟာဆက်သွားပြီးတော့ခြေလိုက်တဲ့အခါကျတော့ +2 ဖြစ်သွားတယ်။ဗာ4ဖြစ်သွားတိုးသွားတာ 2+2 မှာ4ဖြစ်သွားတယ်။ Okay ဆက်ပြီးတော့ဒီမှာခြေလိုက်တဲ့အခါကျတော့ number pattern 4နဲ့5ပြန်ပြန် +1 ပြန်ပြောင်းသွားတယ်။ဒါ +1 ပြန်ပြောင်းသွားတယ်။โอเคเนาะဒီ +1 နဲ့မှာ number pattern ပုံစံလေးလာနေတာပေါ့เนาะ5ကနေပြီးတော့7ကြတော့လေ 5အပလဖြစ်သွားပြီလေ7ဖြစ် plus 2ဖြစ်သွားပြီโอเคနံပါတ်နံပါတ်ပတ်တဲ့ပုံစံက plus 1 plus 2ပြီး plus 1 plus 2ဆိုအဲ့လိုသွားဆိုတော့โอเค plus 2ပြီးတော့7ပြီးဘာပဲပြန်လာမှာဆိုတော့ plus 1ပဲပြန်လာမယ်ဆိုတော့နံပါတ်ပတ်တဲ့ကိုသိသွားပြီဗောနော်သိသွားတဲ့ခါကျတော့7 plus 1 equal to answer is က8โอเคနောက်က8 plus 1ပြီးတော့ plus 2ဖြစ်သွားတော့မှာ plus 2ဆိုတော့ 8 plus 2 equal to answer is got 10ဆိုပြီးတော့ဒီလိုမျိုးလေးစဉ်းစားပြီးတော့ရရပါမယ်နံပါတ်ပတ်တန်လေးတွေအာဆရာကတော့0ကနေပြီးတော့1ဆိုတဲ့အခါကျတော့ဒါကဒီလိုမျိုးကြတာ plus 1 2ပါတော့ plus 1 plus 1 0 plus 1 so 1ရမယ် answer is ကဒီမှာကျတော့1ကနေ3ဖြစ်သွားတော့ဘယ်လောက်ဖြစ်သွားလဲ plus 2ဖြစ်သွား1 plus 2 equal to answer is က3 okay ဒီမှာကျတော့60တိုးပါဆို 3ပေါင်းမှ6ရမယ်ဆိုတော့ plus 3ဆိုတဲ့အခါကျတော့3 plus 3 equal to answer is က6အဲ့ဆိုရင်မနေ့ကပတ်တယ်လို့ plus 1 plus 2 plus 3ဆိုတဲ့အခါကျတော့ plus 3ဆိုတော့ဒီဘက်ကိုသွားတဲ့အခါကျဘာဖြစ်တော့မှလဲ plus 4ပေါ့အစင်တိုင်းလေး plus 1 plus 2 plus 3 okay plus 4 okay 6 plus 4 equal to answer is ကဘယ်လောက်ရမယ်ဆိုရှင်10ပါ okay ပါ number 4ကိုဆက်သွားကြစို့ another question looked at the number pattern below and a fill in the missing number okay ဒါလေးတွေကိုလည်းဒီမှာစဉ်းစားပြီးတော့ဒီ pattern ပုံစံလေးတွေကိုစဉ်းစားပြီးတော့ဒီလွတ်သွားတဲ့အကွက်ကလေးတစ်ခွက်မှာတော့ဖြည့်ပေးရမှာပေါ့နော်ကြီးလိုက်တဲ့ခါကျတော့0 1ဆိုတာက okay 0 1ပေါင်းစီရ equal to 5ရပါလေဖြစ်ရ1ဒီမှာဆိုလို့ရှိရင်လည်း1 1 equal to ဆိုရင်2 okay အစင်တိုင်းလေး1 2 okay နံပါတ်ကြီးလိုက်တော့2 1 equal to ရလဲ3 okay အစင်တိုင်း 1 2 3ဆိုတော့ဘာပဲလဲ4ဖြစ်တော့ပါတယ်။ဒီကွက်ကိုကြော်ကြည့်တဲ့အခါကျ2ဒီမှာ2 3 equal to 5ဆိုတဲ့အခါကျတော့ okay 1 2 3ဆိုတော့4ပဲရှိပါတော့ပေါ့။ multiply လေးလည်းဖြစ်တယ်ဗလားလဲ4 okay ပါ0 4 equal to ဆိုရှင် answer is က4ဆိုတော့ဒီဖြစ်4ရပါမယ်။ okay တော့4ဖြစ်ပြီးတယ်ပါမယ်။ okay ပါ။ number 5 number 5 နံပါတ်5က draw more uh, more flower in base B so that it will have far more flower than base A တဲ့သူကပြောထားတာက base A ထက်ပေါ့နော် base A ထက်တဲ့ဘလောက် flower လေးတွေအပေါများလဲဆိုတော့၄ခုပုံများပါတယ်တဲ့ base A မှာကြည့်လိုက်တာ flower ဘယ်နှခုရှိလဲ1 2 3 4 okay တော့ဒီ4ထက် fall ပုံများတယ်ဆိုတော့4 plus 4ဆိုတော့ equal to ဆိုရင်ပေါင်းလိုက်လိုက်ရမယ်8ရပါတော့အဲ့ဆိုရှင် total ဒီဒီ base ပြီးထဲမှာဖိနက်ပွင့်လဲ10ပွင့်ရှိရမယ်10ပွင့်၄များ၄ခုများတယ် flower ပန်းလေးတွေက၄ပွင့်ပုံများတယ်ဆိုတော့ဒီဒီ base ပြီးထဲမှာက flower လေးတွေက10ပွင့်ရှိရမှာပေါ့နော်10ပွင့်ရှိရမှာဆိုတော့အခုလက်ရှိရှိနေတာက2ပွင့်ဆိုတော့တို့ draw ဆွဲခိုင်းတဲ့ခါကျတော့ဖိနက်ပွင့်ပဲဆွဲပေးဖို့လိုအပ်တော့လဲဆိုတော့ 6ပွင့်ဆက်ပေးရပါမယ်။ Okay ဘယ်နှပွင့်ထပ်ဆက်ပေးရမလဲဆိုရင်6ပွင့်ထပ်ပြီးတော့ထပ်မံဆက်ဆွဲပေးရပါမယ်။ Okay ကလေးငယ်လေးတွေကိုဒါသူတို့ကိုဆွဲခိုင်းလိုက်လို့ရပါပြီ။